ါရှင်မေလာ7ရက်အင်္ဂါနေ့ရွှေကုန်းရဲ့ဒီမဖွေရသတင်းကဘာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့ပူတင်ရဲ့တွေ့ပိုးဂျရကီမှာလူကိုယ်တိုင်စောင့်နေမယ်လို့ယူကရိန်းသမ္မတဆလန်စကီပြောကြားတဲ့သတင်းဖြစ်ပါတယ်။ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်ရုရှားသမ္မတပူတင်နဲ့တရကီမှာလူချင်းတွေ့ဖို့အစဉ်အသင်းမဲ့လို့ယူကရိန်းသမ္မတဆလန်စကီကထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ တရကီမှာနှစ်နိုင်ငံကြားတိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ပူတင်ရဲ့ကမ်းလှမ်းမှုကိုယူကရိန်းကသဘောတူဖို့ဒေါ်နယ်ထရန့်ကတိုက်တွန်းပြီးနောက်ယူကရိန်းသမ္မတကအခုလိုထုတ်ဖော်ပြောဆိုလာတာပါတပ်ဖြတ်မှုတွေစတိုက်ဖြစ်နေတာကိုခွင့်မပြုနိုင်တော့ကြောင်းနဲ့မေလ15ရက်မှာပူတင်ကိုတွေ့ဖို့တရကီမှာကိုရိုင်းကိုကြားဆောင်နေမယ်လို့စလန်စကီကပြောပါတယ် အပြည့်အခက်ရစဲပြီးမှသာရှုခွင်းအနေနဲ့ရုရှားနယ်ဆွေးနွေးမယ်လို့သူကအစောပိုင်းမှာပြောဆိုထားကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ဆလတ်တင်စမဲသတင်းကတော့အပြည့်ရရေးသဘောတူညီပြီးနောက်ချုပ်ဖောက်မှုများရှိကြောင်းအိန္ဒိယနဲ့ပါကစ္စတန်အပြန်အလှန်ဆွဆွဲတဲ့သတင်းဖြစ်ပါတယ်။ နေဆက်ဖြတ်ကျော်ပြီးရပောင်းများစွာတိုက်ခိုက်ခဲ့ကြတဲ့အပြည့်အခရဲ့စေရေးကိုသဘောတူညီလိုက်ကြကြောင်းအိန္ဒိယနဲ့ပါကစ္စတန်ကကြေညာပြီးနောက်နိုင်ပိုင်းအတွင်မှာပဲ၎င်းသဘောတူညီချက်ကိုချိုးဖောက်မှုများရှိကြောင်းတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဆွဆွဲပြောဆိုကြကြောင်းသိရပါဗျာ။ အိန္ဒိယအုပ်ချုပ်သောကက်ရှမီးယားဒေသတွင်လက်နက်ကြီးပောက်ကွဲသံများအကြင်ကျင်းထွက်ပေါ်ခဲ့ပြီးနောက်မိမိတို့ရရှိခဲ့သောနားလည်မှုအပေါ်အကြင်ကျင်းချိုးဖောက်မှုများရှိခဲ့ကြောင်းအိန္ဒိယနိုင်ငံသားဝင်ကြီး Frigran Misery ကပြောကြားပါသည် အဒီနာမြမကြမီမှာပဲအစိုးနေရများတွင်အိန္ဒိယဘက်ကကျွလွန်သောချုပ်ဖောက်မှုများရှိနေသောညလဲပါကစ္စတန်ကအပြေခရဲစရေအားတစ္ဆာရှိစွာအကောင့်ထဲဖော်ရေးကိုပိုင်ဖြတ်ထားဆဲဖြစ်ကြောင်းပါကစ္စတန်နိုင်ငံသားဦးမြင့်ဌာနကပြောပါရယ် တို့ရရင်အခုလိုကြီးညာချက်ထပ်ပေါ်ပြီးနိုင်ပိုင်းအတွင်မှာပဲအိန္ဒိယဘက်ကကက်ရှမီးယားဒေသမျိုးကြီးများဖြစ်သောစရီနဂါနဲ့ဂျမ်မူတို့တွင်ပောက်ကွဲသံများနဲ့ကောင်းကင်ရန်ထက်ဝင်လက်သွားခြင်းများအကြောင်းဒေသခံများနဲ့တရင်တောင်များကပြောကြားခဲ့ကြတယ်လို့သိရပါတယ်ရှင်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ပါရှန်ပင်လယ်ကွေကိုအမိပြန်ခေါ်ရန်တမရဒေါ်နယ်ထရန့်စီစဉ်ထားတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာလာမယ့်သတင်းပတ်အတွင်းသွားရောက်မယ့်ဆော်ရီအာရေဗျာခရီးစဉ်အတွင်းပါရှန်ပင်လယ်ကွေဒေသကိုအမေရိကန်ပြည်ထောင်စုအနေနဲ့အာရေဗျန်ပင်လယ်ကွေဟူပြီးသားရည်ညွှန်းသမတ်မယ့်အစီအစဉ်ကိုကြေညာပွဲရှိကြောင်းအမေရိကန်မီဒီယာများကမေလ10ရက်တွင်သတင်းထုတ်ပြန်ထားပါသည် အရှေ့လေပိုင်းဒေသနိုင်ငံအများအပြားတွင်ပါရှန်ပင်လယ်ကွေကို Arabian ပင်လယ်ကွေဟူပြီးအများအားဖြင့်သုံးဆွဲလေရှိတော်လဲပါရှန်ပင်လယ်ကွေဟူတဲ့အမည်မှာ16ရာစုနှစ်ကပင်ကဘာတွန်းတည်ခဲ့ကြတဲ့နာမည်ဖြစ်ပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ဟာအရှေ့လေပိုင်းခရီးစဉ်တွင်ပါရှန်ပင်လယ်ကွေဒေသမှတည်ရှိတဲ့ကာတာနိုင်ငံ Arab စပွားများပြည်တော်စု UAE နိုင်ငံများသို့လည်းဝင်ရောက်မှာဖြစ်ကြောင်းသိရပါတယ်ရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ဖိလပိုင်ကြားဖြတ်ရွေးကောက်ပွဲဆန္ဒမဲပေးမှုများ စတင်တဲ့တဲ့ရင်ဖြစ်ပါတယ်ဖိလပိုင်နိုင်ငံရဲ့ကြားဖြတ်ရွေးကောက်ပွဲကိုမေလာစနေကကျင်းပနေပြီးမဲပေးခွင့်ရှိသူ68တန်းရှိတယ်လို့တာဝန်ရှိသူတွေက ပြောပါတယ် တမရဟောင်းဖာရီနန်မာကိုစတူနီယာစောထောင်းနောက်ခံပြူထားတဲ့အထက်လူတော်ကိုစလေလောင်းတွေနဲ့တမရလောင်းဒုတာတရေသမီးဖြစ်သူဒုတိယတမရဆာရာဒုတာတေထောက်ခံသူတွေအကြောင်းအဓိကရှင်းပြမှုလည်းဖြစ်ကြောင်းသတင်းများကဖော်ပြပါဗျာ ရွှေကောက်ပွဲမှာကွန်ကရစ်လှတော်ကိုစလဲရီအပြင်ယာနဲ့ချီတဲ့အုပ်ချုပ်ရေးမှုတွေမြို့တော်ဝန်တွေနဲ့မြို့တော်ကောင်စီဝန်တွေကိုလည်းရွေးချယ်မှာဖြစ်ကညာခုနှစ်နာရီမဲယုံပေချိန်မှာတော့တရားဝင်မဟုတ်တဲ့ကနဦးရလတ်တွေထွက်ပေါ်လာဖို့ရှိနေကြောင်းသိရပါတယ်ရှင်ထမန်းနေဆက်မဲ့တဲ့င်းကတော့ရွေကောက်ပွဲရှင်ပြန်ရေးကြိုးပမ်းမှုရှာယီသမရာဟန်တာဆိုရဲ့ဆိုင်နေတဲ့တဲ့င်းဖြစ်ပါတယ်။ တောင်ကိုရီးယားဝန်ကြီးချုပ်ဟောင်းနဲ့ရှာရီသမရဟောင်းဟန်ဒရဆိုဟာသမရရေကောက်ပွဲပါဝင်ရှင်ပြန်ရေးဂျိုပန်မှုများကိုအစုံသက်လိုက်ပြီးဖြစ်ကြောင်းမေလာ၁၇ရက်သတင်းများတွင်ရေးသားတင်များထားတယ်လို့သိရပါတယ်။မေလာ၁၇ရက်တွင်ကျင်းပသောကွန်ဆာဗေးတီပြည်သူ့အာဏာပါတီ ပါတီကိုစားပြု သမရလောင်ရေးဆဲပွဲတွင်အရေးနိုင်ခဲ့ရပြီးနောက်သမရရေကောက်ပွဲပါဝင်ရှင်ပြန်ရေးဂျိုပန်မှုများကိုဟန်ဒရဆိုကအစုံသက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ပါတီကိုစားပြုတမရလောင်ရွေးချယ်ပွဲတွင်ပြည်သူအနာပါတီဟာဟန်တယ်ဆိုရဲ့ပြိုင်ဘက်ကင်မွန်ဆိုကိုပါတီကိုစားပြုတမရလောင်အဖြစ်ရွေးချယ်ခဲ့ပါတယ်။လူမှုသဘောထားစတန်ကောက်ခန့်ချက်ရှာလဲများအရာဇွန်လ3ရက်တမရရွေးကောက်ပွဲတွင် Liberal Democratic Party ကိုစားပြုတမရလောင်လီကျင်းမြောင်အနံ့ရရန်အလားအလာများနေကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ ကျမတို့ရှန်ကုန်မီဒီယာကနေအရှေ့လေပိုင်းဒေတာအစ္စရေးနဲ့အာမက်စရဲတိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားပြည်စင်များကိုအချင်းနဲ့တပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။တရှိုပေးခဲ့ကြတဲ့ပရိသတ်များအလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။